မင်္ဂလာပါညီမတော်နေကြီးပါဒီနေ့တင်ဆက်ပေးသွားမှာတော့ Golden Season 3ရဲ့အပိုင်း22ဇာတိမ်းပိုင်းပဲဖြစ်ပါတယ်ဇလန်းလေးရဲ့အစမှာတော့လီယာ Golden မြို့ကနေထွက်သွားဖို့အတွက်အထုပ်ပိုးတွေပါပြင်ပြီးသွားပြီဖြစ်ကြောင်း Golden ကိုဖုန်းဆက်လိုက်ပြီးသူမနဲ့အတူ Golden ဘာတပါးတည်းခေါ်သွားခြင်းကြောင့်ဖုန်းဆက်ပြောလာခဲ့ပါတယ် Golden ကတော့လီမာယောဂါပိုးရှိတဲ့အတွက်ထွက်သွားလို့မရဘူးလို့ပြောလိုက်ပေးမယ်လီယာကတော့လုံးဝခရီးမဆိုင်ပဲသူမဆုံးရှုံးခဲ့ရတဲ့ Golden နဲ့နှစ်ယောက်တပွားအိမ်မက်ကိုဒီမြို့ကနေပြီးတိုင်ကြောက်ခိုင်းပြီးဖြတ်တန်းကျင်နေခဲ့တာပါ ဖောတော့လဲခုချိန်မှာလီကိုနားချလို့မရနိုင်ဘူးဆိုတာသိတဲ့အတွက်သူပါလိုက်ခဲ့မယ်လို့ပဲပြောလိုက်ပါတယ်ဒီချိန်မှာပဲဟာဗေးရောက်လာပြီဘာဘရာနဲ့နေကမာနှစ်ယောက်ပေါင်းပြီးတော့ဂျာဖစ်ကိုဖမ်းသွားတဲ့အကြောင်းပြောပြလိုက်တာဘာဘရာကသူ့လိုချင်တဲ့အချက်လက်တွေကိုဟာဗေးစီမှာတောင်းဆိုရတာပဲဖြစ်ပါတယ်။ဂေါ်ရုံကတော့ဘာဘရာရဲ့တောင်းဆိုချက်ထဲမှာပင်ကွင်းမပါဘူးဆိုတာကိုသတိထားမိသွားပြီးပင်ကွင်းကိုလိုချင်တဲ့သူကနေကမာဆိုတာကိုသိထားတဲ့အတွက်နေကမာရဲ့လက်ထဲကိုပင်ကွင်းကိုထည့်ပေးပြီးအပေးယူနေတဲ့ဗိုင်းရပ်ဖြည့်ဆည်းဖို့ဇက်ဖို့ဂျာဖစ်ကိုသူ့လက်ထဲပြန်ရောက်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ဟာဘေးကတော့ပင်ကွင်းရမြို့တော်အောင်ဟောင်းတယောက်ဖြစ်တဲ့အတွက်မိကမာလက်ထက်ထိတ်လိုက်ရင်ပင်ကွင်းရလည်းအသက်ခံရမှာဖြစ်ပြီးမြို့အတွက်လည်းထိခိုက်ဖြစ်မှာဆိုရင်လည်းအတွက်မပေးချင်ပဲဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ခေါရုံကတော့သူပြောတဲ့အတိုင်းလုပ်မှသာဂျာဗစ်ကသူ့လက်ထက်ရောက်လာမှာဖြစ်ပြီးဖြည့်ဆေးကိုဖော်ဆနိုင်မှာဖြစ်တဲ့အတွက်လီယိုအချိန်မီဖြည့်ဆေးထိုးပေးချင်တာကြောင့်ဟာဘေးကိုပြဿနာရှာခဲ့ပါတယ်။ဒီလိုနဲ့ဒေါသကြီးနေတဲ့ခေါရုံရဲ့အကြံကိုဟာဘေးလည်းလက်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ခေါရုံနဲ့ဟာဗေးတို့ကအပေးယူလုပ်ဖို့အတွက်ပင်ကွင်းကိုစခန်းကနေခေါ်ထုတ်လာခဲ့ကြပါဗျ။အကြခင်မှာပဲပင်ကွင်းကလည်း သူ့ကိုနေကမာလက်ထဲအပ်တော်မယ်ဆိုတာကိုသိလိုက်ရတဲ့အတွက်နေကမာလက်ထဲမှာအပ်ဖို့တောင်းပန်လိုက်ပေမဲ့ဂေါ်ရုံကတော့လက်မခံပါဘူးဒီလိုနဲ့ချိန်ထားတဲ့နေရာကိုရောက်တဲ့အခါပင်ကွင်းကသူ့ကိုခတ်ထားတဲ့လက်ထိပ်လေးကိုတော့ဖြုတ်ပေးဖို့တောင်းဆိုလိုက်တဲ့အတွက်ဂေါ်ရုံကမဖြုတ်ပေးပေမဲ့ဟာဗီကဖြုတ်ပေးလိုက်ပါတယ်နေကမာကတော့ပင်ကွင်းကိုတွတ်တွေ့ချင်းပါပဲစိတ်မကောင်းပါဘူးပင်ကွင်းမင်းကငါ့လက်ထဲမှာတရက်မဲ့ကန်ကိုရှောင်လွှဲလို့မရဘူးလို့ပြောလိုက်တဲ့အတွက်ပင်ကွင်းကလည်းအားကျမခံပဲမင်းအရင်ခေါက်တုန်းကလည်းအဲ့လိုပြောခဲ့တာပဲလို့ပြန်ပြောပေးလိုက်ပါတယ်ဒီလိုနဲ့ပင်ကွင်းနဲ့ဂျားဗစ်ကိုအလဲလဲလှုပ်ဖို့လုပ်နေတော့မှာပဲ ဂျာဗစ်ကိုလက်လွတ်မခံနိုင်တဲ့ဘာဘရာရောက်လာပါတော့တယ်ဘာဘရာရောက်လာတဲ့အတွက်သူတို့ရဲ့အလဲလဲကအဆင်မပြေတော့ဘူးဆိုတာကိုသိလိုက်တဲ့နေကမာဂျာဗစ်ရဲ့လေဘဲမှာလုံလုံမမဲနဲ့ဆွဲထားတဲ့ဘုံကိုဆွဲဖြုတ်လိုက်ပြီးဘာဘရာတို့ရှိရစီပြစ်ထည့်လိုက်ကနှစ်ဦးနှစ်ဖက်မဟုတ်ပဲသုံးသုံးဖက်စတင်ပြစ်ခတ်ကြပါတော့တယ်ဒီလိုပြစ်ခတ်နေတော့မှပဲပင်ကွင်းရဲ့အခွင့်အရေးယူကထွက်ပြေးသွားပြီးသူ့ကိုတတ်မဲ့နေကမာကိုတန်တုံးနဲ့ဥအောင်ရိုက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ပင်ကွင်းကဟာဗီရဲ့ရဲကားကိုပါမောင်းပြေးသွားတဲ့အတွက်ကိုရုံတို့လည်းအဲ့ဒီနေရာမှာပဲကြံနေခဲ့ရပါတော့တယ် ဒီလိုနဲ့ Javic ကိုလက်လွတ်မခံနိုင်တဲ့ Goron တို့ကလည်းကောက်ကိုတောင်တစ်ခုတည်းကိုပြေးဝင်သွားကြပြီ။ Barbara တို့ကလည်း Javic ကိုလိုချင်တဲ့အတွက်အသေးအံလိုက်လာကြပါတယ်။ဒီလိုနဲ့ Goron တို့ကလက်နက်မရှိတော့တဲ့အတွက်ကောက်ကိုတောင်ထဲမှာပုံနေရင်းနဲ့ပဲ Javic က Goron ကူးဆက်ခံရတာကိုသိတဲ့အတွက် Fire အင်အားကိုတောင့်ခံမထားပဲအမောင်ဘချမ်းမှာနေလိုက်ဖို့မြောက်ထိုးပင်ကိုလုံနေကြတာပါ။ကောရုံကလည်းပါဇက်ပိတ်မနေတဲ့ Javic ကိုတတ်မဲ့ဖြတ်မဲ့လုံနေတဲ့အတွက် Javic ကငါတေဝါလို့ငါသွေးမရရင်မင်းဖြည့်စေးဖော်လို့ရမှာမဟုတ်ဆိုပြီးလောင်ရင်နေခဲ့ပါတယ် ဟာဗေးကလည်းဒီကောင်ပြောတာမှန်တယ်ငါတို့သူ့ရဲ့သွေးကိုလိုအပ်တယ်လို့ပြောလိုက်တဲ့အတွက်ကော်ရွန်ကငါတို့သူ့ရဲ့သွေးကိုလိုအပ်တာမှန်ပေမဲ့လူတစ်ယောက်လုံးတော့မလိုပါဘူးလို့ပြောလိုက်ပြီဂျာဗစ်ကိုကြိုးတုတ်ကလက်ထဲကဝက်ဥလဲနေပဲသွေးတွေဖောက်ယူသွားခဲ့ပါတယ်ဒီလိုနဲ့ဂျာဗစ်ရဲ့အော်တန်ကြားလို့ဘာဘရာတို့ရောက်လာတဲ့ခါမှာတော့သွေးထုတ်ခံထားရတဲ့ဂျာဗစ်ကိုတွေ့လိုက်ရတာကြောင့်ဘာဘရာလည်းဒေါသထွက်နေခဲ့ပါတယ်အဲ့လိုနဲ့ဖြည့်စေးကိုဖော်ဆက်ဖို့အတွက်ဂျာဗီရဲ့သွေးကိုစကန်းရှိရစေအမြန်ယူဝပေးလိုက်ပြီးကော်ရွန်ရဲ့အခြေအနေကလည်းဗိုင်းရပ်ကြောင့်အတော်လေးဆိုးလာနေပြီပဲဖြစ်ပါတယ် မှလည်းပင်ကွင်းကသူခိုးယူသွားတဲ့ရဲကားပေါ်မှာပဲနေကမာကိုလက်ထိုက်ခတ်ထားခဲ့လိုက်ပါတယ်။ပင်ကွင်းကတော့မင်းကမင်းကိုမင်းစကားတာဖွက်သူဆိုပြီးစကားကြီးအကြီးပြောပြီးအကြွယ်ကြီးကြွယ်ပြီးမှငါကောင်းကိုတနက်နဲ့ပြစ်ပြီးပင်လယ်ထဲမျောမှဆိုတော့ငါသိတယ်။ဒါကြောင့်မို့မင်းကိုလက်ထိုက်ခတ်ထားပြီးရတာခံကြည့်နေရပဲလို့ပြောလိုက်ပါတယ်။နေကမာလည်းပင်ကွင်းကိုအန်ကြိတ်ကြည့်နေရင်းနဲ့ပဲလက်ထဲကပင်ရတစ်ချောင်းနဲ့ပင်ကွင်းမသိအောင်လက်ထိုက်ကိုခုပြုတ်နေခဲ့တာပါ။ တစ်ဖက်မှာလည်းဘာဘရာဟာဂေါ်ရုံတို့ဘက်ကနေဖြည့်ဆည်းပေါ်ဆက်နိုင်တော့မယ်ဆိုတာကိုသိတဲ့အတွက်သူ့ဘက်ခံရတော့မယ်ဆိုတာကိုသိတာကြောင့်သူပိုင်ဆိုင်သမျှငွေကြေးတွေကိုအိတ်ထဲထည့်ပြီးလုံုံတဲ့နေရာကိုထွက်သွားခဲ့ပါတယ်။ဘွတ်ကတော့ဘာဘရာလိုမိမမျိုးဟာရေးချောင်းကြုံလာရင်သူ့ကိုကြိုးအတွက်ပဲကြည့်တယ်ဆိုတာကိုတပ်တာကိုပြပြလိုက်ပြီးတပ်တာနဲ့ဘွတ်နဲ့လက်တွဲလှုပ်လှုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တစ်ဖက်မှာလည်းစမ်းသက်ခန်းထဲမှာဖြည့်ဆည်းပေါ်ဆက်လိုက်နိုင်ပြီဖြစ်တဲ့အတွက်ဂေါ်ရုံကဖြည့်ဆည်းကိုယူပြီးလီရှိယာစီထွက်သွားပါတော့တယ်။နောက်တစ်ခါမှာတော့ဘရုစာအဖရာကိုဆေးရုံတင်ပေးလိုက်ပြီးသူ့ရဲ့မှားယွင်းမှုအတွက်အကြီးကျယ်နောက်နာရနေခဲ့ပါတယ်။ ဒီလိုနဲ့ Ever ရဲ့သတင်းကြားလို့ Selina စေးုံလိုက်လာတဲ့အခါ Bruce က Selina ကိုစီးချိုပြီးရန်တွေ့ပါတော့တယ်။ Selina ကတော့သူ့ကိုရန်တွေ့နေရဲ့ Bruce ကိုငါနင့်လို့မဟုတ်ဘူး။ငါငါ့ကောင်ကဘာတူလဲဆိုတော့သိတယ်။ငါဘာတူလဲဆိုတော့ဘာတူမှလာပြောပြနေစရာမလိုဘူးလို့ပြောလိုက်ပြီးစိတ်တူတူနဲ့လက်ထွက်သွားဖို့လုပ်ပေမဲ့ Bruce ကငါ့အောင်ကဂီးမဆိုင်တဲ့နေရဘာလို့ Ever ရဲ့သတင်းကိုလာမင်းနေသေးလဲလို့ပြောလိုက်ပြီးနင့်အကြောင်းကိုနင်ကိုယ်တိုင်ထားငါပို့သိပါတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်မယ်ဆယ်လီနာလည်းနင့်ကိုနင်သာကောင်းအောင်လေးလို့ပြောပြီးပြန်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ဂေါ်တော်ဟာလီရဲ့အင်ကိုလိုက်သွားခဲ့ပြီးလီကိုဖြေးဆေးထိုးပေးဖို့ကြိုးစားခဲ့ပေမဲ့ဒါကိုရိပ်မိတဲ့လီကဂေါ်တော်ကိုတားလိုက်ပြီးကျမအတွက်တကယ်လိုအပ်တာဖြေးဆေးမဟုတ်ဘူးရှင့်ရဲ့စစ်မှန်တဲ့အမောင်ဝတ်ချမ်းအောင်ပဲလိုချင်တာလို့ပြောလိုက်ပြီးဂေါ်တော်ကအနမ်းပေးလိုက်ပါတယ်တစ်ဖက်မှာတော့လက်ထိတ်ကိုခိုးဖြုတ်နေတဲ့နေကမာဟာသူ့အခွင့်အရေးရတော့မတက်သေးတဲ့ပင်ကွင်းကိုဘလောက်ထိမိုက်မဲတယ်ဆိုတာကိုနှိမ့်ချပြောဆိုနေခဲ့ပါတယ်ဒီလိုပြောကန်လိုက်ရတာကြောင့်ပင်ကွင်းလက်ဒေါသကြီးပောက်ကွဲသွားပြီ။ဟုတ်တယ်မင်းကိုခုချက်ချင်းပဲတက်ပြစ်မယ်ဆိုပြီးကားကိုလမ်းပေးချရက်လိုက်က ကားကားဆွဲဖွင့်လိုက်တဲ့အချိန်မှာပဲလက်ထိတ်ဖြုတ်ပြီးသွားပြီဖြစ်တဲ့နေကမာဟာပင်ကွင်းကိုတနက်နေ့ချိန်ထားလိုက်ပါတော့တယ်။ပင်ကွင်းကမထစ်မပက်ခံလိုက်ရတာဖြစ်တဲ့အတွက်ငါပြန်တက်ရမယ့်အလဲမှာဘာလို့မင်းကတနက်ချိန်ထားရလဲဆိုပြီးဒေါသတကြီးအော်ဟစ်နေခဲ့ပါတယ်။နေကမာကတော့မင်းကအမြဲတမ်းရှုံးမဲ့ကောင်ဆိုပြီးပင်ကွင်းကိုလှောင်ယူပေးလိုက်တာကြောင့်ပင်ကွင်းကလည်းငါကိုကိုကိုဘသူဆိုတာကိုသိတယ်လို့ပြောလိုက်ပြီးမင်းရဲ့တယုံမှန်ကတော့အလိညာရင်နဲ့ဖုံးပြတာပြီးအဲ့ဒါကိုပြောင်းလဲဖို့လဲမင်းကဘာမှမလုပ်နိုင်တဲ့ကောင်လို့ပြောလိုက်ပါတယ်။ တစ်ဖက်မှာတော့ဂေါ်တော်နဲ့လီတို့ဟာဂေါ်တန်မြို့ကနေထွက်သွားဖို့အတွက်ဘူတာယုံရောက်ရှိနေကြပါပြီ။ဒါကိုသိတဲ့ဟာဗေးကလည်းချိန်မီလိုက်လာပြီးဂေါ်တော်ကိုတားတဲ့အတွက်ဂေါ်တော်ကငါရဲ့တယုံမောင်ကိုငါလက်ခံလိုက်ပြီးငါနဲ့လီရတစ်ဖွဲ့တည်းဖြစ်သွားပြီဆိုပြီးဟာဗေးကိုထိုးနှက်ခဲ့ပါတယ်။ဟာဗေးကတော့မင်းရဲ့တယုံမောင်လူသက်သမားမဟုတ်ဘူးလို့ပြောလိုက်ပြီးမင်းရဲ့တယုံမောင်ရဲတယောက်ပဲလို့ပြောလိုက်ကဂေါ်တော်ရဲ့ရဲတဲ့စိတ်ပြားကိုထုတ်ပြလိုက်ပြီးတော့မင်းကငါတွေ့ဘူးသမျှထဲမှာအတော်ဆုံးရဲတယောက်ဖြစ်ပြီးအကောင်းဆုံးမိတ်ဆွေပါလို့ပြောလိုက်ကလီကိုချစ်တယ်ဆိုရင်အခုသွားကယ်ဖို့မိသေးတယ်လို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ဒေါသကြီးနေတဲ့ခေါတော်ဟာဟာဘေးကိုတော့မထိုးပဲရထားရဲ့နိုင်ရန်ကိုပဲထိုးပြီးထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ရဲတိုက်စိတ်ပြားကိုကင်ပြီးအသိစိတ်ဝင်သွားတဲ့ခေါတော်ဟာရဲတိုက်စိတ်ပြားရဲ့နောက်မှာဖြည့်စေးနှစ်ခုကိုတွေ့လိုက်ရတဲ့အတွက်လီရဲ့အလက်မှာပဲလီရဲ့လယ်ဘင်းထဲကိုဖြည့်စေးထိုးထည့်လိုက်ပါတော့တယ်။လီကိုဖြည့်စေးထိုးပြီးတဲ့နောက်မှာတော့ခေါတော်ဟာသူ့ကိုယ်သူလည်းဖြည့်စေးထိုးလိုက်ပါတယ်။တစ်ဖက်မှာတော့ထွက်သွားဖို့လုပ်နေတဲ့ဘာဘရာဟာဘုတ်ကိုတနက်နဲ့ချိန်ထားလိုက်ပြီးနင်းတဲ့တပ်သားနဲ့ကလေးတွေလိုမျိုးတီတိုတီတိုနဲ့ပြောစင်နေကြတာကိုငါမသိဘူးမျက်မှတ်နေလားလို့မေးလိုက်ပါတယ်။ ဘုတ်ကတော့တပ်ပါကြောင့်မှမဟုတ်ရင်နင့်ငါတက်ပြီးနေရကြပြီလို့ပြောလိုက်ပြီနင့်အများနဲ့ဘာလို့ငါ့ကိုတက်ချင်နေတာလဲသိလားလို့မေးလိုက်ပါတယ်ဘာဘရာကလည်းငါအဲ့လိုဖြစ်နေတာငါ့ရဲ့ပြစ်မှတ်ကရွယ်စားရမ်းကြီးနေလို့လို့ပြောလိုက်ပြီဘုတ်ကတော့မင်းရဲ့မင်းဘော်ကိုနွန်တာခံပြီးခဲ့တဲ့တပ်သားကိုငါခေါ်ထုတ်သွားမှကြောက်လို့မှတ်လားလို့မေးလိုက်ပြီတပ်သားလူသစ္စာရှိတဲ့လူတယောက်နဲ့မင်းနဲ့ဘလို့မှမထိုက်တန်ဘူးလို့ပြောလိုက်တော့မှာပဲစကားမဆုံးခင်မှာပဲဘာဘရာကဘုတ်ရဲ့နဖူးတက်တဲ့ကိုတနက်နက်ပြတ်တက်ခဲ့ပါတယ်တစ်ဖက်မှာလည်းဘရုစ်ဝိုင်းဟာသတိမရသေးတဲ့အဖရန်နာမှာငိုယိုပြီးတောင်းပန်နေခဲ့ပါတယ် တဖက်မှာလည်းနေကမာပင်ကွင်းကိုချက်ချင်းမပြတ်သက်ပဲပထမပြတ်သက်ခဲ့တဲ့မြေကန်းနဘေးကိုပဲခေါ်သွားခဲ့ပါတယ်မြေကန်းနဘေးရောက်တဲ့အခါမှာတော့နေကမာအရင်တစ်ခါပြတ်သက်ခဲ့တာကိုသတိရသွားပြီးဝမ်းသာတယ်လို့ပြောလိုက်ပြီးတော့နောက်ဆုံးအနေနဲ့ပင်ကွင်းကိုဘာပြောချင်သေးလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့ပင်ကွင်းကတော့နောက်ဆက်စကားကိုငါနောက်မှပြောမယ်လို့ပြောလိုက်တဲ့အတွက်နေကမာကနောက်မှဆိုတာမရှိဘူးမင်းအခုသေဦးသေးရမယ်လို့ပြောလိုက်ပြီးတနက်မောင်းကိုဆွဲလိုက်တဲ့အခါတနက်ကကြီးစံမရှိဘဲဖြစ်နေခဲ့ပါတယ်ပင်ကွင်းကမင်းအောင်တန်တုံးနဲ့ရိုက်ထားကြတဲ့ဟာ ကြီးစံတွေအားလုံးငါဖြုတ်ပစ်ခဲ့တာဆိုပြီးသူထုတ်ထားတဲ့ကြီးစံတွေကိုထုတ်ပြလိုက်ပြီးတော့ကားနောက်ခန်းမှာလက်ထိပ်ဖြုတ်လို့ရအောင်လဲပင်ရက်ကိုတမင်ထားထားပေးတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့လိုနဲ့ပင်ကွင်းကမင်းကငါ့ကိုတစ်ခါစိတ်ရိုင်းစေခဲ့မှုတဲ့အတွက်နောက်တစ်ခါအဲ့လိုအမမျိုးထပ်မဖြစ်အောင်လုပ်မယ်လို့ပြောလိုက်ကနေကမာကိုရေခဲတနတ်နဲ့အရှင်လက်လက်ရေခဲရိုက်လိုက်ပါတော့တယ်။တစ်ဖက်မှာတော့ဘာဘရာဘုတ်ကိုတက်လိုက်တယ်ဆိုတာကိုတီးသွားရတဲ့တပ်သားဟာဘာဘရာကိုခွင့်မလွတ်နိုင်ဖြစ်သွားပြီးအသေးလေးတိုက်ခိုက်ကြပါတော့တယ်။ဒီလိုနဲ့တနတ်မပါပဲကြာပိုပဲတုံးတဲ့တပ်သားဟာ ကြာဖို့ကနေတစင်မိအိမ်တစ်ခုကိုဆွဲချလိုက်ပြီးဘာဘရာကိုဓာတ်လိုက်အောင်လုပ်ခဲ့တဲ့အတွက်ဘာဘရာလည်းနေရာမိုင်းဓာတ်လိုက်ပြီးမိကိုတွေပါထွက်သွားပါတော့တယ်။တစ်ဖက်မှာတော့ Efra ဟာစေယုံမှာသတိပြန်ရလာပြီပဲဖြစ်ပါတယ်။ Bruce ကတော့သူ့ရဲ့အမအတွက် Efra ကိုတောင်းပန်လိုက်ပြီးသူ့ကိုယ်သူဘသူဆိုတာကိုတိကျမသိတဲ့အတွက်သူ့ကိုယ်သူဘာကောင်းလဲဆိုတာလိုက်ရှာရင်းနဲ့ဒီလိုတွေဖြစ်သွားတာလို့ Efra ကိုပြောပြလိုက်ပြီး Efra ကတော့ကိုယ်တကယ်လေးထားတဲ့အရာတခုကိုတွေးအောင်ရှာပါလို့ပြောလိုက်ပြီးတွေးတဲ့အခါကျရင်လည်းထပ်ပြီးအဆုံးရှုံးမခံဖို့နဲ့အသက်နဲ့လဲပြီးကာကွယ်ဖို့ပါပြောပြလိုက်ပါတယ်။ တပတ်မှလည်းလေးရဂေါ်တန်မျိုးကနေထွက်သွားပြီဖြစ်တဲ့အကြောင်းစာနယ်ရေးပြီးခေါ်တော်နှုတ်ဆက်သွားခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးကမ်းမှာတော့နောက်ဖေးလမ်းကြားထဲကိုဝင်လာတဲ့ချမ်းသာတဲ့မိသားစုတစုကိုလမ်းမပေါ်ကလေးကလေးတစ်ယောက်ကလူရဲဖို့ကြိုးစားခဲ့တဲ့အတွက်မျက်နှာဖုံးဆွထားတဲ့လူငယ်တစ်ယောက်ရောက်လာပြီးအဲ့ဒီကလေးကလေးကိုတိုက်ခိုက်ခဲ့ပါတယ်။မျက်နှာဖုံးဆွထားတဲ့လူကတော့ဘရုစ်ဝိန်းဖြစ်နေတာကိုတွေ့ရပြီးဇလန်းလေးရလည်းဒီမှာနေဆုံးသတ်သွားခဲ့ပါတယ်။